တက်မတော်ရဲ့တာစီမှုကြောင့်ငလင်ဘေးကူညီမှုတွေဆက်လက်မလုပ်ဆောင်ပေမြန်မာနိုင်ငံကထွက်ခွာခဲ့တယ်လို့လူမှုကွန်ရက်မှာရေးသားခဲ့တဲ့အိန္ဒိယနိုင်ငံသားကီရန်ဘာမာကမြန်မာနိုင်ငံပြည်သူတွေတက်မတော်နဲ့အုပ်ချုပ်သူတွေကိုလေးစားကြောင်းနဲ့အိန္ဒိယတရုံကိုတောင်းပန်ကြောင်းပြန်လည်ရှင်းလင်းရေးသားထားပါတယ်။အိန္ဒိယနိုင်ငံသားကီရန်ဘာမာရဲ့လူမှုကွန်ရက်မှာရေးသားထားတဲ့အရာသူဟာမြန်မာနိုင်ငံမှာငလင်လှုပ်ခတ်အပြီးမလ30ရက်မှာမြန်မာနိုင်ငံကိုကိုပိုင်အစီအစဉ်နဲ့ရောက်ရှိလာပြီးဧပြီ3ရက်မှာပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။ ၎င်းကလူမှုကွန်ရက်မှာမြန်မာနိုင်ငံဟာအချိန်နှီးဆုံရနေချိန်မှာမိမိဟာတနက်ပြောင်းဝရှေ့မှာအကူအညီမပေးနိုင်ကြောင်းတိုင်းပြည်အတွက်အစိုးဆုံးအချိန်မှာစာနာမှုမရှိတဲ့တမတော်ကလူသားဆန်မှုကိုအနှဲငယ်ပြမယ်လို့မျှော်လင့်ခဲ့ကြောင်းအထူးကိစ္စုံဒေတာဖြစ်တဲ့ဇကိုင်းကိုသွားကျင်ပေးမယ်လဲအကြောင်းပြချက်မရှိဓာစီတာကြောင့်မန္တလေးမှာရပ်တန့်ခဲ့ရကြောင်းအခက်ခဲတွေကိုကုညီဖို့မျှော်လင့်ထားသလိုဖြစ်မလာကြောင်းပြင်ပကဘာနဲ့ချိတ်ဆက်ခွင့်မပြုတဲ့အတွက်ပြည်သူတွေရဲ့ဝေဒနာကိုပြင်ပကမျှဝေခံစားနိုင်ခြင်းရှိမရှိမသိခဲ့ရကြောင်းနဲ့အိန္ဒိယကိုကြေကွဲစ ွာထွက်ခွာခဲ့ရကြောင်းစသဖြင့်၎င်းကရေးသားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ငလင်းဘေးအတွက်ရောက်ရှိနေတဲ့အိန္ဒိယအစိုးရကကုညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ၎င်းတို့ကိုပိုင်အစီအစဉ်နဲ့နေရပြောင်းခြင်းမရှိဘဲကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေချိန်မှာကီရန်ဗာမာရဲ့ရေးသားမှုဟာမြန်မာအစိုးရနဲ့အိန္ဒိယအစိုးရတို့ရဲ့ငလင်းဘေးကယ်ဆယ်ရေးဆောင်ရွက်ချက်အပေါ်ဝိဝါဒကွဲပြားမှုနဲ့အထင်မြင်လွဲမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အဲ့လိုလကောင်းကရေးသားမှုအပေါ်အေဆိုင်မီဒီယာတွေမှာလည်းတမရော်ရဲ့တားဆီးမှုကြောင့်အိန္ဒိယကေဇေးတမတအူပြန်လဲထွက်ခွာလို့သတင်းဖော်ပြမှုတွေရှိခဲ့တယ်လို့အခုလို၎င်းရဲ့ရေးသားမှုတွေအပေါ်အဆိုပါအိန္ဒိယနိုင်ငံသားကိုပြန်လဲဝေဖန်သူတွေလည်းရှိတယ်လို့အိန္ဒိယသယံကိုလည်းကန့်ကွက်တဲ့အိတ်ဖွင့်ပေးစာပေးဖို့သူတချို့ရှိခဲ့ပါတယ်။ကီရန်ဘာမာရဲ့ရေးသားချက်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကဧပြီ၈ရက်မှာပြန်လည်ရှင်းလင်းရမှာအီလူမှုကွန်ရက်မီဒီယာပို့စ်ကိုတအူးတယောက်အားရည်ညွှန်းပါသည်၎င်းပို့စ်သည် အစောမှာပုံကိုယ်၏ပုဂ္ဂလိကထင်မြင်ယူဆချက်ကိုဖော်ပြသည့် poster ဖြစ်နိုင်ပြီး၎င်း post သည်အစောမှာပုံကိုယ်၏ပုဂ္ဂလိကထင်မြင်ယူဆချက်ကိုဖော်ပြသည့် poster ဖြစ်နိုင်ပြီးအိန္ဒိယအစိုးရ၏ယက်တီချက်နှင့်မသက်ဆိုင်မှာထို့အပြင် သက်ဆိုင်ရာမြန်မာအာဏာပိုင်များ၏ကြိုတင်ခွင့်ပြုချက်မရှိပေမြန်မာနိုင်ငံရှိသတင်းမီဒီယာများတွင်သတင်းပေးပို့ခြင်းကိုရှောင်ကြဉ်ရန်အိန္ဒိယနိုင်ငံသားများအားအကြံပြုတိုက်တွန်းအပ်ပါသည်လို့ဖော်ပြခဲ့ပါတယ်။အိနောက်ကူရန်ဘာမာကဧပြီ9ရက်မှာအိန္ဒိယတန်ရုံကိုတောင်းပန်ကြောင်းလူမှုကွန်ရက်မှာပြန်လည်ရေးသားဖော်ပြခဲ့ပါတယ်။ကူရန်ဘာမာကမြန်မာနိုင်ငံကပြည်သူတွေတက်မတော်နဲ့အုပ်ချုပ်သူတွေကိုလေးစားကြောင်းကျွန်ုပ်၏မူရင်းရေးသားမှုမှာဖော်ပြခဲ့သည်များဟာကိုပိုင်ထင်မြင်ယူဆချက်ဖြစ်ပြီး၎င်းယူဆချက်ကိုအများကမှားယွင်းတဲ့သဘောနဲ့ရှုမြင်ခဲ့ကြောင်း မြန်မာမှာဖြစ်ပေါ်နေတဲ့အခြေအနေကိုမကင်တွေ့နိုင်လို့ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်းမိမိအနေနဲ့ဘယ်အဖွဲ့ကမှကိုစားမပြုတဲ့အပြင်အိန္ဒိယတယောက်အနေနဲ့မဟုတ်ဘဲလူသားတယောက်အနေနဲ့ရှိနေခဲ့ကြောင်းနားလည်မှုလွဲမှားခြင်းကနေကင်းဝေးစေဖို့အတွက်မြန်မာလူမျိုးတွေရဲ့ကြုံတွေ့နေရမှုကိုမမျှဝေခဲ့ကြောင်းသို့တော်မိမိရဲ့ရေးသားချက် post ကိုကို့အကျိုးစီးပွားအရလင်းလဲသူတွေရှိကြောင်းကျွန်ုပ်တို့ကျွန်ုပ်၏ကောင်းဆောင်ကိုပြင်ပရနေထိုင်သူများထက်ပိုပြီးလေးစားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အုပ်ချုပ်ရေးကိုယုံကြည်ကြောင်းကျေးဇူးပြု၍ကျွန်ုပ်၏နိုင်ငံကျွန်ုပ်၏ခေါင်းဆောင်များသို့မဟုတ်ကျွန်ုပ်တို့၏အုပ်ချုပ်ရေးကိုစန့်ကျင်၍မြည်သည့်စကားမှမပြောရန်တောင်းဆိုပြီးရှင်းသည့်ကျွန်ုပ်၏နှိမ့်ချသည့်တောင်းဆိုချက်ဖြစ်ကောင်းမြန်မာပြည်သူပြည်သားများပုံမို့ကောင်းမွန်လာဖို့ဆုတောင်းပေးတင်ကြောင်းအခုအချိန်နှင့်ဖြစ်လာဖို့မမျှော်လင့်ခဲ့ပေမဲ့လည်းမြန်မာနိုင်ငံမှာရှိတဲ့အိန္ဒိယတန်ယုံရန်ကုန်ကိုကျွန်ုပ်၏စည်ရင်မှန်ဖြင့်တောင်းပန်ကြောင်းအချိန်နှင့်အားလုံးဟာကောင်းမွန်စွာပြီးဆုံးသွားပေမဲ့လည်းလွှဲမှားတဲ့လက်ကွက်ကိုရောက်ခဲ့ကြောင်းရေးသားရှင်းလင်းခဲ့ပါတယ်